အချိန်ခါမသိပဲကဲပြနေတဲ့မိသမီကိုလိုရာထက်ပေါ်လာရင်အချုပ်တွေဖိပြမယ်လို့သတိပေးလိုက်တဲ့ဒရိုက်တာပြည်ဟင်းတီဟာအားလုံးမင်္ဂလာပါရှင်ဧကရိတန်ယာရီကနေကြိုဆိုလိုက်ပါတယ်ဒရိုက်တာပြည်ဟင်းတီဟာလို့ပြောလိုက်ရင်တော့အမှုပညာလောကတွေမှာမဟုတ်တာလောက်ထားသူတွေလက်နေရပါပြီဟာသာဇကားတွေကိုရိုက်ကူးခဲ့တဲ့ဒရိုက်တာပြည်ဟင်းတီဟာကနိုင်ငံเจ้าရောက်ပြီးရဲ့နောက်မှာတော့ပြောတဲ့အရာတွေကိုပြောပြီးသတိပေးနေသူဖြစ်ပါတယ်ဒီရဲ့ပိုင်းအတွင်းမှာတော့ ။စင်ပေါ်မှာ green နေအောင်ကပြရတဲ့မင်းသမီးတယောက်ကိုပြည်ဟင်းတီဟာကသတိပေးစကားပြောလိုက်ပါအဲ့ဒီမင်းသမီးကတော့မြင်မြန်နဲ့အိမ်နာရေးဖောက်ပြန်ပူတဲ့မင်းသမီးဖြစ်ပြီးဒီအကြောင်းလေးကိုပြည်ဟင်းတရားကတည်ထားပါတယ်။အဲ့ဒီမင်းသမီးကြောင့်မြင်မြတ်တို့အိမ်နာရေးလည်းအဖို့အထစ်တွေဖြစ်ခဲ့ရပြီးပြည်ဟင်းတရားလည်းအထင်လွဲခံခဲ့ရပူပါတယ်။ဒါပေမဲ့လူမှုရေးကိစ္စဖြစ်တာကြောင့်ပြည်ဟင်းတရားကဘာမှမပြောခဲ့ပဲအထင်လွဲသမျှကိုလည်းတီးခံခဲ့ပါတယ်။မြင်မြတ်ရဲ့အကြောင်းလေးကိုထုတ်ပြောစင်မှလည်းဒီမင်းသမီးရဲ့အကြောင်းလေးကိုလူအများကအနှိမ့်ငယ်တည်ထားကြပါတယ်။ ပြည်ဟင်းတရားကသတိပေးပြီးရဲ့နောက်မှာမြင်းမြက်ကတော့ပြောင်းလဲသွားပြီးပွဲတိုင်းမှာလည်းသူ့ရဲ့အမျိုးသမီးနဲ့အတူတက်လိရှိသလိုမိသားစုနဲ့ပေါ်ပြီးတွေ့လာရပါတယ်။ဒါပေမဲ့သူနဲ့ရှုပ်ခဲ့ပူတဲ့မြင်းသမီးကတော့အခုချိန်မှာဟန်ဆောင်ကောင်းပြီးလိန်ညာနေလို့ပြည်ဟင်းတရားကလည်းတီးမခံတော့ပါဘူး။အဲ့ဒီမြင်းသမီးကအချိန်ခါကိုမကြည့်ဘဲစင်ပေါ်မှာတက်ကဲပြနေရကြောင့်ပြည်ဟင်းတရားကသတိပေးလိုက်တာပါ။ အခုကာလမှာအလုံးကခက်ခဲပင်ပန်းနေကြတဲ့အချိန်မှာဒီလိုအမှုပညာရှင်တွေကအလိုက်ကန်းစိုးမသိဘဲကပြနေရကိုဒရိုက်တာပြဟိန်တရားကသဘောမကျပါဘူး။ဒါတင်မကပဲအင်တာဗျူးတွေမှာလည်းမစင်မကျင်တွေပြောနေပြီးသူ့အကြောင်းသိသူတွေကတော့ရဲစရာဖြစ်နေပါတယ်။အထိန်ကုန်မရှိဖြစ်နေတဲ့မင်းသမီးကိုဒရိုက်တာပြဟိန်တရားကလိုရာထက်မပေါ်လာဖို့အတွက်ပြောလိုက်ပါတယ်။ တတိပေးထားတာကိုဂရုမစိုက်ပဲလိုအပ်ထက်ပေါ်လာရင်တော့နာမည်ကိုပါထုတ်ပြောတော့မှာဖြစ်တယ်လို့ဆိုပါတယ်။တနားတဲ့အနေနဲ့နာမည်ကိုမပြောသေးရဖြစ်ပြီးလွန်လာရင်တော့မြင်းမြန်းနဲ့ဖောက်ပြန်တာသူပါဆိုပြီးဒရိုက်တာပြိဟိန်တရားကပြောတော့မှာပါ။အဲဒီခါမှာပြိဟိန်တရားကရက်ဆက်တယ်ဆိုပြီးမပြောစီချင်တာကြောင့်အခုကလေးကကြိုတင်ပြီးပြောထားပါတယ်။လူမှုရေးအမဲဆက်တွေကဖျောက်လို့မရပဲရှက်စရာကောင်းတဲ့အရာတွေအဖြစ်လူအများကသတ်မှတ်ထားကြပါသေး ပြီးဟင်းတရားကအရင်ကတော့တီးခံခဲ့ပေမဲ့အချိန်နေနဲ့အချိန်ကာကိုမကြည့်တတဲ့အမှုပညာရှင်တွေကိုမကြာခဏဆုံးမတက်ပိုက်အမှုပညာလောကထဲမှာနှစ်များစွာအလုပ်လုပ်ခဲ့ရကြောင်းဘသူကပါလဲဆိုတာကိုသိပြီးသားဖြစ်ပိုက်တော်ရုံမပြောတတဲ့ပြီးဟင်းတရားကဒီတစ်ခါမှာတော့ဒေါသထွက်နေပြီးနာမည်ကိုပါထုတ်ပြောတော့မှာဖြစ်ကြောင်းကြွတင်ပြောထားပိုက်အမှန်တရားတွေပြောလို့နဲ့ပြီးဟင်းတရားကိုအချို့တွေကသဘောမကျပဲအောက်ဖဲရီလန်းတယ်လို့ထင်နေကြပါ යි ဒါပေမဲ့ဒီလိုပြောမှသာနားလည်မယ့်သူတွေလည်းရှိရကြောင်း အမုန်းခံပြီးပြောဖို့လဲဝင်လေသူတော့မဟုတ်ပါဘအရင်ကတော့ပြည်ဟင်းတီဟာကိုအထင်လွဲပေမဲ့လည်းအခုတော့စေတနာတွေကိုနားလေပြီးသူ့လိုဒရိုက်တာတယောက်လိုအပ်တယ်ဆိုတာကိုနားလေသွားကြပါဦးရယ်မြင်မြင်နဲ့အင်တာဗျူးဖတ်ပြန်ခဲ့ဘူးပေမဲ့လည်းရိုးသားသူအဖြစ်ဟန်ဆောင်နေပြီးအင်တာဗျူးတွေမှာရှေ့နောက်မကြီးပြောနေတဲ့မိသမီးကဘသူဖြစ်မလဲဆိုတာကောမန့်မှာခံမှန်းခဲ့ပါအောင်နော်ကြီးစုအပီရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်